အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကို Smaria Aura ကတုံး channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ဒီမှာကတော့ season 13နဲ့ဖြစ်ပါတယ်။ဒီနေ့မှာလည်းပရိသတ်လေးတို့အတွက်ဆလကောက်လေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလန်လေးရဲ့အစိုးထိပ်ကိုကြည့်ရှုအားပေးကြပါအောင်နော်။ကျမအရန်ကိုမောနေပြီ။ကျမရဲ့ခြေထောက်တွေကလည်းဆက်ပြီးတော့မပြေးနိုင်တော့ဘူး။ မတော်တဆကင်မရာကိုဖွင့်လိုက်ပြီးတော့ကိုမျက်နှာကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာလန်သွားတဲ့လူတယောက်လူမျိုးအစ်မအသက်ကိုပြင်းနေရပါတယ်။အဲ့ဒီလူစိုးတွေကအစ်မကိုမှီတော့မယ်။အစ်မယူကြောင်ကြောင်အတွေးကလည်းဝင်သွားသေးတယ်။ငါဒီလောက်တေကန်နီးဆက်ဆက်ဖြစ်နေတဲ့အချိန်မှာမှဂျင်ဆော့ဖို့အတွက်အတန်းကိုဘာဖြစ်လို့အပ်လိုက်တာပါလဲလို့။ညံ့ညံ့ပြက်ဆက်မှာဒီထက်ပိုပြီးတော့အားထက်ပါအောင်လား။ဖက်ရှင်ကြဖို့စဉ်းစားမနေနဲ့တော့နော်။ဒါကအချိန်ကောင်းမဟုတ်ဘူး။တော်စားပါဟာ။ ဟိုတယ်တစ်ခုရဲ့အနားကိုရောက်တော့လက်မှတ်တင်လေးတင်ကျမတို့အဲ့ဒီလူတွေစီကလွတ်မြောက်သွားခဲ့ပါတယ်။ပြီးတော့အယ်လင်ကကျမကိုဒေါသထွက်သွားစေမယ့်အရာတစ်ခုကိုပြပြလိုက်ပါတယ်။နင့်ကြီးကအပြော့ပြီးတော့အမောမခံလိုက်တာ။နင်သားနည်းနည်းလေးနောက်ကျသွားလို့ကတော့ငါတို့အလုံးပြဿနာတိုက်နိုင်တယ်။ဘာ?နင်ကငါ့ကြောင့်လို့ပြောချင်တာလား?နင်ရှူးနေပြီလား?ဒါပေအလုံးကနင်ရဲ့အမားရိလေ။နင်ကြောင့်သာမဟုတ်ဘူးဆိုရင်ငါဆမ်မာရီယိုမှာငါအမေနဲ့နှက်နေလောက်ပြီ။အခုကြောင့်ကြည့်အောင် ဘယ်ကမှမသိတဲ့အလန်းတဲ့အကောင်နဲ့အများကြီးရဲ့လိုက်တာကိုခံနေရတယ်။လောက်ဆမ်မကလိုရာညီမရေဆိုတာကအချစ်ချစ်ကူညီကြဘာညီမဟုတ်လားငါကတော့နင်းနဲ့မပတ်သက်ချင်တော့ဘူးအလင်းငါပြောရကြလားငါကလည်းညီမမဟုတ်တော့ဘူးဘာရီဒီလောက်တောင်ဖြစ်သွားတာလဲဆိုတာပရိသတ်တို့သိအောင်လို့ကျမအဆအဆုံးရှင်းပြချင်ပါသေးတယ်။ကျမမမေ့ရတော့ကျမတင်မဲ့ကကလိုရီလို့ခေါ်ပါတယ်။ပြီးတော့ကျမဆွဲလန်းတဲ့အရာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ပကြီးဆွဲတာဖြစ်ပြီးတော့နောက်တစ်ခုကတော့အီတလီနိုင်ငံပါအီတလီယံပကြီးကားတွေကိုပဲဆွဲပြီးတော့ကျမတက်ဖို့အလုံးရှင်းသင်လာခဲ့ပါတယ်အဲ့ဒီထဲမှာမှကျမအကြိုက်ဆုံးပကြီးကားကတော့ Gregorian Biaggi လို့ခေါ်ပါတယ်နင်းနေတော့ရှောင်းဝတင်ရမယ့်ပုံစံလေးတွေပါတာပေါ့ကျမအသက်16နှစ်အရွယ်မှာတော့ရေးပါတဲ့အဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ခဲ့ပါတယ်အဲ့ဒါကတော့ကျမအီတလီကိုသွားမှဖြစ်ပါတယ်အီတလီသွားဖို့ကျမရဲ့ရွေးချယ်ကိုဖြည့်ဆည်းရမယ်လေဒါကြောင့်ကျမပတ်စံလို့အပ်ပါတယ် ကျမဆွဲထားတဲ့ပကြီကားတွေကိုပြကန်လေးနေနဲ့ဖွင့်ထားပြီးတော့ကျမပတ်စံရှာဖို့လုပ်တာပေါ့ကျမရဲ့ပြကန်ကအထက်အလျောက်အဆင်မပြေတော့ကျမလက်ရှိပြက်လက်ပြက်နဲ့အိမ်ပြန်လာခဲ့တဲ့အချိန်မှာဖေဖေကအရန်ကိုဝမ်းနည်းနေတဲ့ပုံစံနဲ့ဆိုဖာမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်ကျမတို့စိတ်ယုံသွားကြအောင်လေငါတို့မတက်နိုင်ဘူးလေမိမရဲ့ငါတို့တွေဒီပတ်စံကိုဘယ်လိုလုပ်ပြီးတော့ရှာရမှာလဲကျမဘယ်လိုလုပ်ပြီးတော့မိဘတွေအတွက်ညင်းနိုင်မှာလဲကျမအဖေရဲ့ခွဲစိတ်ကားတွေအတွက်ကျမပကြီကားတွေအားလုံးကိုရောင်းချခဲ့ပါတယ် အတော်အသင့်ရောင်းချပြီးတဲ့နောက်မှာတော့အမြင်သွားပြီဆိုတဲ့စိတ်လေးတစ်ခုနဲ့ကျွန်မအိပ်ရာဝင်ခဲ့တာပေါ့နောက်တနေ့မှာတော့ကျွန်မဖုန်းထဲမှာမြင်လာရတဲ့အရာကြောင့်ဘွားကြီးတစ်ခုလုံးပြတ်သွားသလိုပဲကျွန်မရဲ့ customer တယောက်ကပို့လာတယ်ကျွန်မအဖေကကာစီနိုရုံမှာလောင်းကစားတွေလုပ်နေရလားကျွန်မသူ့ကိုခွဲစိတ်ကူတာပို့ဆိုပြီးတော့ပေးလိုက်တဲ့ငွေတွေကသူ့လောင်းကစားလုပ်ဖို့အတွက်ဖြစ်နေကြတာလားပြီးတော့ဖေဖေကကာစီနိုရုံမှာ jackpot စုအထိပါရနေခဲ့ပါတယ်ပစံနေအများကြီးကိုစုပြီးတော့အိမ်ပြန်လာရမယ့်အစား ူရဲ့ချစ်သူအစ်တဲ့တခြားနိုင်ငံကိုထွက်သွားလျက်ကျမနဲ့မမေကိုတော့ဒီတိုင်းထားဖြစ်ခဲ့တာပေါ့ကျမကိုတနာလို့ဆိုပြီးတော့ပချီကားရဲ့ငွေနှစ်ဆလောက်ဝေးခဲ့တဲ့ customer တွေကအရင်စိတ်ဆိုနေကြပါတယ်အဲအကြောင်းကျမနဲ့မမေလည်းရွေးချယ်စရာမရှိဘဲနဲ့အဲ့ဒီအကျွေးတွေကိုပြန်ဆက်ဖို့လုပ်ခဲ့ရပါတယ်ဖဖေရဲ့လာစာလည်းမရှိတော့ဘူးအကျွေးတွေကလည်းတင်နေရဆိုတော့ကျမနဲ့မမေလည်းဒုက္ခတွေအကြီးကြီးရောက်ခဲ့တာပေါ့ကျမတို့ကအရင်ကတည်းကချမ်းသာခဲ့တာတော့မဟုတ်ပါဘူးဒါပေမဲ့အရန်ကိုခက်ခဲနေခဲ့ပါတယ် ဒါပေမဲ့အံ့ဩမှုတစ်ခုကကျမတို့စီကိုရောက်လာခဲ့ပါတယ်။အဲဒီလူကတော့မေမေရဲ့အရင်ခင်မဟောင်းဖြစ်ပါတယ်။မေမေကပေပေကိုလက်မထက်ခင်မှာအချမ်းသာတဲ့လူတစ်ယောက်နဲ့အရင်လက်ထက်ခဲ့ပါတယ်။ဂျော့ချ်လို့ခေါ်တဲ့အဲ့ဒီလူနဲ့မေမေကအမအယ်လင်ကိုပါမွေးဖွားခဲ့တာဖြစ်ပါတယ်။ကွာရှင်တဲ့အချိန်မှာမေမေကအမအယ်လင်ကိုဂျော့ချ်နဲ့ထားပစ်ခဲ့ပါတယ်။ပေပေရဲ့အကြောင်းကိုကြားပြီးတဲ့နောက်မှာတော့မစ္စတာဂျော့ချ်က မေမေကိုဆွေးရည်နေစိတ်နဲ့အချိုးရည်အလုပ်ကိုဆက်ပေးခဲ့တာပေါ့။အမှန်တမ်းပြောရရင်တော့သူဟာအရင်ကိုကျဉ်းတတ်တာပဲ။ မိမိလည်းဒီလိုတွေးပြီးတော့သူ့ကိုတဖန်မြစ်တာတက်ဝင်လာပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ပြန်အဆင်ပြေဖို့အတွက်အချိန်သင့်ပြီးယူလိုက်ရပါဘူး။ရှပ်ပါမြောက်စာကြပြည့်ရဲ့နောက်မှာတော့ Paris မြို့ရဲ့အလဲကောင်မှရှိတဲ့ George တို့အင်ကိုကျွန်တော်တို့ပြောင်းနေခဲ့ပါတယ်။အင်ကအရင်အကြီးကြီးမဟုတ်ပေမဲ့လည်း Lestri အရင်ဆန်ပါတယ်။ကန်ဆိုးကျွန်တော်ကျွန်မအတွက်အဆင်မပြေတဲ့အရာတစ်ခုလည်းရှိနေပါတယ်။ဖေဖေဒီအခန်းကတမိ YouTube ရရင်တုံးဖို့လို့ပြောထားတယ်လေ။အာသူ့လွတ်ထားလိုက်ပါ။သူ AC ဖြစ်သွားလိမ့်မယ်။ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူးအမအယ်လင်ကကျမတို့နေ့ကပြောင်းနေတာကိုသူလုံးဝသဘောမကျတာအမှန်ပါကျမအခင်းနဲ့မှလာလာပြီးတော့သူ့ရှန်နယ်ကဗီဒီယိုကိုရှိုက်နေပါတယ်မင်္ဂလာပါဖက်ရှင်ကိုစိတ်ဝင်စားကြတဲ့ပရိသတ်လေးတို့ရေဒီနေ့ကတော့ Paris ကနေတိုက်ရိုက်လာတဲ့ဒီဇိုင်နာကြီးရဲ့အင်ဂျီတွေကိုဝတ်ပြမှာဖြစ်ပါတယ်ချိပါအောင်ဒီအင်ဂျီလေးကိုဝတ်လိုက်တာအရှမ်းကိုဟော့သွားတယ်လို့မထင်ဘူးလားကဲနောက်တစ်ဆုံအတွက်အစင်သိမ့်မယ်လားအန်ဂယ်ဂျော့ချ်ကအရှမ်းကိုကောင်းတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ဖေဖေရဲ့တစ္ဆာဖတ်မှုပြီးတဲ့နောက်မှာတော့ကျမဘယ်သူ့ကောင်မှမယုံကြည်ချင်တော့ပါဘူး။အဲဒါကြောင့်ကျမရနိုင်တဲ့မြတ်မိုးပိုးလေးတွေကိုစူးစမ်းထားပြီးတော့အင်ခွင်းတွေပို့ကြိုးစားခဲ့ပါတယ်။ Universe ကကျမရဲ့ကြိုးစားမှုကိုမြင်သွားတယ်ထင်ပါတယ်။တကယ်ကြတော့အန်အောဆရာတခုကိုကျမအတွက်ယူဆလာတယ်လေ။ကျမအရင်သဘောကျရတဲ့ပတိဆရာရဲ့ပြပွဲက Paris မှာလောက်တော့မှာတဲ့။ပြဿနာတခုကကျမနှိဝက်ဆောင်ွယ်ရှိနေတော့တွားချစ်လို့မရအောင်ဖြစ်နေတယ်။ ြပွဲက၃ရက်တာကျင်းပမှာဖြစ်ပြီးတော့ဆမ်မရီယိုနဲ့အီတလီမှလည်းကျင်းပမှာပါ။ကျွန်မအခုကတည်းကအစာရီကိုအများကြီးလှုပ်ထားလိုက်မယ်။အဲ့ဒါမှပြပွဲပြတဲ့အချိန်ကျရင်အေးဆေးဖြစ်နေမှာ။နောက်နေ့ညမှာတော့ကတောင်ကတင်းဖြစ်ရဲ့ကြီးတခုကျွန်မတို့စီကိုရောက်ချလာပါရယ်။အယ်လင်းနဲ့သူ့ရဲ့ချစ်သူဖြစ်တဲ့ရောဘတ်တို့ကနှုတ်ဆက်ပွဲကိုကျင်းပနေကြတယ်လေ။ဘာလို့လဲဆိုတော့နောက်နေ့မနေ့ကျရင်အမေရိကကိုနှစ်ပတ်တာခီးသွားတော့မှာမလို့ရက်။ခီးကနှစ်ပတ်လေးပဲသွားမှာ哦။သူတို့မှပါတီပွဲအကြီးကြီးလုပ်နေကြတယ်။ စိတ်မရှိပါနဲ့အဲခဏလေးပါချမောင်းနည်းနည်းလောက်ဖယ်ပေးကြပါဦးဒီလိုမျိုးချက်ချက်ကောင်းတဲ့ကမလေးကနာကျင်သွားမှာကိုငါ့လိုလည်းမလို့ချင်ပါဘူးဟုတ်တယ်မလားရောဘတ်ရှင်ကချမမနဲ့ဒိတ်နေရမဟုတ်ဘူးလားငါတို့ကတော့ပွင့်လင်းလန့်ဆက်ဆက်ရေးမျိုးကိုပို့ပြီးတော့သဘောကျပါတယ်ခလိုဝီနင်ကနင်ကငါ့ရဲ့ချက်သူကိုလူဖို့လုပ်နေရလားအဲလင်နင်နင်းနေတယ်လို့မဟုတ်ဘူးအဲလင်ကချမကိုဆိတ်ဆိုးပြီးတော့သူ့လက်ထဲကဝမ်ကွက်နဲ့ပတ်ချလိုက်ပါတယ် ကျွန်မလည်းဒီတက်ပို့ပြီးတော့အဆက်တကွဲအချိုးနဲ့မဖြစ်ချင်တာကြောင့်အသက်ကိုရှူထုတ်လိုက်ပြီးတော့ဒီတိုင်းပဲထွက်လာခဲ့ပါတယ်။အမအဲလင်ရဲ့ YouTube အကောင့်ဖြစ်တဲ့ကျွန်မရဲ့အကောင့်ကိုပြန်လာတဲ့ချိန်မှာတော့သူနဲ့သူချစ်သူတို့စကားများနေတဲ့အတန်တချို့ကိုကျွန်မကြားလိုက်ရပါတယ်။အော်အချစ်ရယ်ကမလေးတွေကကိုယ့်ရဲ့အလှမှာမျောပါသွားချတာကိုယ့်ရဲ့အမမမဟုတ်တာ။ဒါလဲဒါကတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်တော့ဘူးလေ Robert ။ခုနှစ်ကြိမ်ခုနှစ်ကြိမ်လောက်တော့ရှိနေပြီ။ကျမတို့ပြက်ပြီဒီကနေထွက်သွားလိုက်တော့ ဒါဆိုရင်အမေရိကန်တောက်ဖို့ကြတော့ကိုပါလေအဲ့ဒီခီးစင်အတွက်ကျမပဲစီစဉ်ထားရတာလေပတ်စံဒီကုန်လို့ကျမပဲပေးထားရတာဒီတော့ကျမဘက်ကပဲဖြတ်သိမ်းလိုက်တယ်မင်းဒီအတွက်နဲ့နောက်နောက်ရစီရမယ်ဒါဆိုလဲလောက်ကြည့်လိုက်လေနေ့ရက်လောက်ကြတော့ George နဲ့မမေတို့လည်း Honeymoon ခီးစင်ကနေပြန်ရောက်နေပါပြီကျမလည်းပြပွဲရှိတယ်ဆိုတဲ့အကြောင်းပြပြဖို့အတွက်စိတ်လှရှားနေကြတာပေါ့သမီးလေးရှမာရီယာမှာလောက်မဲ့ Gregorio ရဲ့ပြပွဲကိုတွားကြည့်ချင်လိုက်တာ ပြပွဲအတွက်မေတို့ပြေးဖို့မလိုပါအောင်နော်။တမီအားလုံးပြေးပြီးပါပြီ။ပြီးတော့နောက်ထပ်လက်မှတ်တစားလဲအပေါ်ရထားတော့မေမေတမီနဲ့အတူတူလိုက်ကြည့်ချင်လား။ကောင်းတာပေါ့တမီလေးရဲ့။ဒါပေမဲ့အဲလင်းကလည်းအမေရိကမသွားပြတ်တော့ဘူးဆိုတော့သူ့ကိုခေါ်သွားလိုက်ရင်ဘယ်လိုလဲ။တမီကတော့ဒီလိုသစ္စာဖောက်တဲ့သူမျိုးတဲ့ဘလို့မှခီးမသွားနိုင်ဘူး။ရောဘတ်လိုမျိုးမကောင်းတဲ့သူကျမဘာဖြစ်လို့ချင်းကပ်ရမှာလဲ။အခုလိုမျိုးနှစ်ယောက်လုံးကမတည့်လို့ပဲနှစ်ယောက်လုံးပို့ပြီးရရှင်းနေရအောင်လို့ခီးသွားတင်တာ။ တစ်ချိန်လုံးငင်းခုန်နေကြတာကိုအမေလက်စစ်ပြက်နေပြီမကောင်းတဲ့အကြံကြီးနော်အယ်လင်တမိခီးမသွားဘူးဆိုရင်တော့အဖေတမိကိုမဘိုးဖြစ်ပြင်မယ်ပါတမိမဘိုးရေအဲ့ဒါကြတော့အရင်ညသွားပြီအန်ကယ်ဂျော့ချ်အတင်းတို့ဖျားပြစ်ဖို့မလိုပါဘူးကိုပါသားကိုတမိသွားလို့ရပါတယ်တကယ်တော့ခရီကိုရီယိုကအဖေနဲ့ရင်းနေရမယ့်ရှိပါသမီးတို့အဲ့ကိုရောက်တဲ့အချိန်ကျကော်ဖီတောက်ဖို့အတွက်ဂရဂရီယိုကိုအဖေပြောပြထားမယ်လေ။ကျမပါဇက်အဟောင်းသားဖြစ်သွားရပါတယ်။ အန်ဂယ်ချော့ချ်ကဂရီဂိုရီယိုနဲ့တွေ့တာလားဂရီဂိုရီယိုနဲ့ကော်ဖီတက်ဖို့အတွက်ဆိုရင်တော့အမအလင်းကိုပါဖြစ်ပါစေဘာကိုပဲရကျွန်မခေါ်သွားတော့မှာဒီလိုနဲ့ပဲအလင်းနဲ့ကျွန်မတို့ခီးတူတူထွက်လာခဲ့ပါတယ်အသက်သာဆုံးဖြစ်အောင်ဆိုပြီးတော့မျိုးရက်ကဘတ်စကာကိုစီးလိုက်မိပါတယ်ဆိုးသွားလိုက်တာ6နိုင်လာစီးရလိုက်တာ6ရက်လာစီးရတယ်လို့ပဲကြားလိုက်တာဆိုတာဒါပေမဲ့အမအလင်းနဲ့ကျွန်မတို့ဖြစ်ဖြစ်ချင်းပဲရင်းနှီးစပြုလာပါတယ်ဗန်နစ်ကိုရောက်တဲ့အချိန်မှာရှော့တရကြီးဘတ်စကာကရှက်သွားခဲ့ပါတယ်။အာမဖြစ်ဘူးလေ လေဆိပ်ကိုရောက်ဖို့အတွက်ကနိုင်ဝက်လောက်တောင်မောင်းရအောင်ပါဦးဒီနားမှာလဲဘာတက္ကစီမှငားလို့ရမနေဘူးအပေါ်ကိုအချိန်မီမရောက်ရင်ဘယ်လိုလုပ်မလဲအမ်ဒါဆိုရင်တော့အနည်းလေးတော့ပြေးတင်ပြေးရမှာပဲဟမ်နင်ကပြေးမှာလားအခန်းထဲကနေမိဖို့ချောင်းလေးတော့မနေလန်းလျှောက်နေရတဲ့သူအမြန်တေချာတွေးကြည့်ပါဦးအိမ်မှာလန်းလျှောက်တယ်ဆိုတော့ကအင်းကအကျဲကြီးမှုလို့လေဒုတိယချက်သွားရမှာကဂရိုဂီယိုကြောင့်ဖြစ်နေရလေအဲ့ဒါကြောင့်ပြေးဖို့အထီတော့ထိုက်တန်ပါတယ် အဲ့ဒါကြောင့်ပြေးရအောင်နော်ဟဲနေပြေးတာကဘယ်တော့မှရွှေ့မှာလဲကျွန်တော်တွေကိုကြွစမ်းပါအာနေပါအောင်နေ့ရဲ့ Gregorio က Paris မှာလဲပွဲလုပ်သွားတယ်ပြောတယ်သူ့ပကြီးကတစ်ချက်အခုခံလိုက်ရလို့တဲ့ဟမ်ဘာလို့လဲဆိုတော့ तू က Gregorio ပြပြန်ချီဖြစ်နေရအောင်ဟမ်ကျွန်မလုံးဝကိုစမပြေးနိုင်တော့ပါဘူးသိတော့မလို့ပဲဒီဘက်မှာ Ellen ကဓာတ်ပြနဲ့ကြီးစီးပြီးတော့ကျွန်မထက်တောင်နှစ်ဆလောက်ပြေးနေတာ နောက်ဆုံးလေးစိတ်ကိုမြင်တော့မှပဲကျွန်မလည်းအသေးမြေကုန်းပြီးတော့ပြေးလိုက်ရပါတယ်။နေပါအောင်နေစားပါအောင်ကျွန်မဘလောက်တောင်မှငရေကန်ကိုဖျက်ဆီးနေရလဲဆိုတာပြည့်စက်တို့မသိပါဘူး။အဟမ်းကျွန်မညမကိုစိတ်တယ်မထားပါနဲ့နော်။ဆမ်မရီယိုကိုသွားမယ်နောက်ထပ် flight များရှိသေးလား။နောက်ထပ် flight ကတော့မနေ့ဖြန်ညနေမှပဲသွားရမှာပါ။ဒီနေ့ flight တွေအားလုံးကတော့ပြည့်နေပါပြီ။မနေ့ဖြန်ညနေဟုတ်လား။အဲ့ဆိုကျွန်မပွဲလို့တောင်းမှာပေါ့။ကောင်းပြီလေဒါဆိုလဲအိမ်မက်ပြန်အောင်နော်။မရဘူး။ ကျမညမအမနားလည်းမမဟုတ်ဘူးကျမဒီပွဲကိုဘလို့မလွတ်လို့မဖြစ်ဘူးကျမတပူအလုံးဒီပွဲကိုကြည့်နိုင်ဖို့အတွက်ဆောက်စားနေခဲ့ရတာအဲလင်ကျေးဇူးပြုပြီးတော့နားထောင်ပါနော်ဒါကနေ့ရက်အခွင့်အရေးပဲလေအာကန်ကောက်ရင်အီတလီမနီကခချာချောက်ကောင်းလေးနဲ့လည်းတွေ့ရနိုင်တယ်စဉ်းစားကြည့်လိုက်စမ်းပါအီတလီကခမမတ်ကောင်းလေးနဲ့ဓာတ်ပုံတင်လိုက်လို့ကတော့ရောဘတ်ကစိတ်တူပြီးတော့ဆွတ်ဆွတ်ခုန်နေတော့မှာနော်ဝေါးကြည့်လို့ဆိုတော့လေဒိတ်ပဲရှိသားပဲကဲဒါဆိုသွားလိုက်ရအောင် ကျွန်မလည်းလေးစိတ်ကတော့လို့မရတော့ယထားစီမယ်ဆိုပြီးတော့ယထားရီကိုလိုက်ရပါတယ်။အင်းင်းကတော့ YouTube ဗီဒီယိုမှာပုံမှန်တိုင်းသူ့ရဲ့ channel မှာ live လွှင့်နေတာပေါ့။နောက်ကိုမကြည့်မိပဲနဲ့ရုတ်တရက်ခဘဝလူကြီးတယောက်နဲ့တိုက်လိုက်မိတာ။သူ့ဖုန်းကလေးရက်ကိုပြန်သွားတယ်။ဟာသွားပါပြီ။ငါငါဖုန်းကျွန်မဖုန်းကြောက်ခဲ့တာပြီ။ရှင်တို့လိုအရှုံးသမားတွေကကျွန်မဖုန်းကိုဘာဖြစ်လို့ခွဲရတာလဲ။ဘာမင်းကငါ့ကိုအရှုံးသမားလို့ပြောရပေါ့။အာအာတောက်မှာမရဲကျမတို့ကျမတို့သွားတော့မှာနော်။ အဲ့ဒီလူတွေကကျမတို့နောက်ကလိုက်လာပါတယ်။မိပွားအကျော်မှာကျမတို့သူ့ကိုမျက်ခြေဖြတ်နိုင်ပြီလို့ထင်လိုက်တာ။ငါဖုန်းကြကွသွားပြီ။ဘယ်လိုလုပ်ရမလဲ။ငါတပွားလုံးမှာအစိုးရဆုံးသောနေ့ရက်ပဲ။ပထမဦးဆုံး Robert ကိုဆုံးရှုံးလိုက်ရတယ်။အခုကျတော့ငါဖုန်းလေး။ Oh ဒါကနေ့တည်းအစိုးရဆုံးသောလို့ခေါ်သေးတာလား။ငါနဲ့ရှင်တော့ဘာမှမဟုတ်ပါဘူး။ Ah uh, sorry ပါ။ငါပြောရရင်နင်းနင်းလွန်သွားတယ်။နေငါဖုန်းသုံးလို့ရပါတယ်ဒါပေမဲ့ပြပွဲသွားနိုင်ဖို့အတွက်အခွင့်အရေးကိုတော့လက်မလွတ်စေနဲ့ပေါ့ မင်းတို့ညောင်းလို့အဆင်ပြေကြရလားအာအဆင်ပြေမဟုတ်ပါဘူးဘလို့မကိုအဆင်မပြေဘူးအရှာအလုံးကလွဲနေတာအခုကျမတို့ဆမ်မရီနိုကိုသွားဖို့တော်လို့အပ်နေတာအာဒါဆိုရင်တော့ရပါတယ်ပြဿနာမရှိပါဘူးဒီကချစ်ဖို့ကောင်းတဲ့ကမလေးနှစ်ယောက်အတွက်ကျုပ်ရဲ့ရွက်လီလေးနဲ့အတူခေါ်သွားပေးပါမယ်ကျုပ်နာမည်ကတော့အဒမ်လို့ခေါ်ပါတယ်အလင်းသူကသစိမ့်နော်ငါတို့ရုံလို့မဖြစ်ဘူးထင်တယ်အကောင်းတာပေါ့အဒမ်ရဲ့ဒါဆိုလည်းအခုပဲသွားလိုက်ရအောင်နော် အိုက်တမ်ဆိုရဲအဲ့ဒီလူစီကကျမထူးဆန်းတဲ့ခံစားချက်ကြီးရနေပါတယ်။ဒါပေမဲ့ရွှေလီဘောကိုတက်သွားတဲ့အချိန်မှာတော့ကျမစိုးရိမ်စရာမရှိတော့ဘူးလို့ခံစားမိလိုက်တယ်။တခြားသူတွေလည်းလေဘောမှာတူတူပါလာနေကြတာကိုကျမရိုနီယားစလဲရွေးဆက်ကိုလည်းဆက်ပြီးတော့လုပ်နေကြရလေ။ကျမကတော့ဆမ်မရီနိုကိုရှောက်မယ်။အိုင်ရင်ကတော့သူ့ရဲ့ရောဘတ်ကိုမနာလူဖြစ်ဖို့အတွက်ပေါ့။ဒီလိုဆိုရင်တော့အသူရှူးသွားတော့မှာ။ကျမတို့နောက်မှာပြဿနာတစ်ခုရှိနေရဆိုတာကိုမသိလိုက်ခင်ချင်းထိပါပဲ။ ရှော့တရဲ့အလင်းကသူ့ရဲ့အိတ်တဲကပစီကားတစ်ဆက်ကိုထုတ်လိုက်ပါတယ်။အဟမ်ဒီဒီဒီပစီကားကဂရီဂရီယိုရဲ့ပစီကားမဟုတ်ဘူးလား။အာထာကလေးစိတ်ကလက်ဆောင်ပစ္စည်းဆိုင်ရရလာတာမြလား။နေရှူနေရလား။ဒီပစီကားကမီလီယံနဲ့ချီပြီးတော့တန်ဖိုးရှိတယ်။ချီရလား။နင်ဟိုဟိုဟိုလူလိန်နေနဲ့အိတ်မသွားချင်နဲ့။ကောက်မီကောက်မီစိတ်ကိုအေးထားပါအောင်။ငါတို့ကဘယ်လိုပဲဖြစ်ဖြစ်ပြပွဲစီကိုသွားမှာပဲဆိုတော့အဲ့ဒီချေချာပြန်ပေးလိုက်ရင်ရတာပဲ။ဒါနဲ့ကလိုအီ နင်က Robert နဲ့မပတ်သက်ခဲ့ဘူးဆိုတော့ငါသိပါတယ်။ငါအဲ့ဒီအချိန်မှာဒီတိုင်းလေးပဲမယုံကြည်နိုင်ဖြစ်သွားခဲ့တာ။ငါအဲ့ဒီခိုက်တက်မှာဒေါသတွေထွက်ပြီးတော့နင့်ကိုအေးအေးနဲ့မပတ်လိုက်တမအောင်။ကိုချီရတဲ့သူတွေကသူရဲ့စိတ်ထားအမှတ်ကိုကိုရှိမှချပြလိုက်တဲ့အချိန်မှာနာကျင်ရတယ်ဆိုတော့ငါလည်းသိပါတယ်။အဲ့ဒါကြောင့်ငါလည်းနင့်ကိုနားလဲပါတယ်။ကျမတို့ညောစကားပြောနေတော့သင်မောရဲ့ကပတိန်ကတခုချင်ညာလိုက်ပါတယ်။ကျမတို့ကန့်ကန့်ခံနေပြီးရဲ့။ဒါကြောင့်အမိုက်အလေးနဲ့ကျမတို့တင်မွေရဲ့ထိပ်ပြားကနေ ဆန်မရီနိုကိုမြင်နေရပါတယ်ဆန်မရီနိုပဲတကယ်ကိုကျမဆန်မရီနိုကိုမြင်နေရပြီဓာတ်ပုံလည်းမဟုတ်ဘူးဗီဒီယိုလည်းမဟုတ်ဘူးအဲ့ဒီအခိုက်အတန့်မှာပထမဦးဆုံးအခြေအနေနဲ့ကျမတို့နေရာညီမတွေလိုခန်းစားလိုက်ရပါတယ်ဒါပေမဲ့အအောင်ဖို့ကောင်းလောက်အောင်မဲ့တစုံတစ်ယောက်ကကျမတို့ကိုကံဘက်မှာစောင့်နေပါတယ်ဟမ်ဒရော့ပါလာအဲ့ဒီကောင်ကဘာဖြစ်လို့ဒီကိုရောက်နေရလဲသူ့ကိုညီမလီမောင်းထုတ်ပေးလိုက်ရမလားဟမ်သူ့မောင်းထုတ်မဲ့သူဆိုရင်တော့မှငါပဲဖြစ်ရမယ်ကောင်းတယ်အဲ့ဒါဆိုလောက်လိုက်တော့ အဲ့လေချစ်ချစ်ပြပြတော့ကိုပြောတာကိုနားထောင်ပြပါကိုကိုကိုတကယ်ကိုတားမမာရယ်ကိုရောလမ်းခွဲလိုက်တဲ့အချိန်ကစပြီးတော့ကိုမင်းရဲ့အချောင်းကိုတွေးနေရဘလုံးမရမရခဲ့ပါဘူးဟုတ်လားဒါဆိုရင်ကဘာဖြစ်လို့ငါညမအရှင်နဲ့မှလာပတ်သက်ချင်ရတာလဲငါငါရှူးသွားခဲ့တာပါဒါပေမဲ့ငါအခုအမြင်မှန်ရနေပါပြီ မင်းကသာလျင်ငါလိုချင်ကြတဲ့တူရဲတော့သူပါပဲဆိုရှယ်မီဒီယာမှာမင်းတင်ထားတဲ့ပုံတွေကိုကြည့်ပြီးတော့မင်းကိုတောင်းပန်ဖို့အတွက်ငါမင်းနောက်ကိုလိုက်လာခဲ့တာအခုကျတော့ ငါမင်းတို့ညီမညီအစ်လုံးကိုကာကွယ်ဖို့အတွက်အစင်းသဖြစ်နေတာပေါ့ဟဟပြီးတော့ပကြီကားအတွက်ကောပဲလေဟမ်ပကြီကားဟုတ်လားနေရဘလို့လုပ်ပြီးတော့ပကြီကားကြောက်သိတာလဲရုပ်တရက် robot ကမျက်နှာချပြောင်းလဲသွားခဲ့ပါတယ်ဟဟကောင်းပြီလေညီနှောင်းကတော့သိသွားပြီပေါ့ငါဒီကိုရောင်းနေတာကငါရဲ့အလုပ်ကြောင့်ပေါ့မင်းတို့ကငါရဲ့ငွေအိတ်ကြီးကိုမှခိုးယူသွားကြတာလေငါကအဲ့ဒီပကြီကားကိုယူပြီးတော့ US ကိုသွားဖို့အတွက်လမ်းတစ်ဝက်ကိုရောင်းနေပြီဒါပေမဲ့ညီနှောင်းက ငါတို့ကြားထဲကနေဝင်ပြီးတော့ရှုတ်လိုက်တာလေရှုတ်တဲ့ကြီးလူလိန်တွေကကျမတို့နောက်မှာဝင်ရင်လာပါတယ်အဲ့ဒီထက်ကတယောက်ကကျမတို့လေးစိမှာတိုက်မိကြတဲ့တယောက်နဲ့အတူတူပါပဲကောင်းပြီလေဒါဆိုလဲကျမကိုရိုင်းရှင့်ကိုပေးမယ်လို့မဆိုလိုဘူးအဲလင်းကလက်ထဲကအိတ်နဲ့ဝန်ခွနဲ့ဝက်ဘက်ကိုရိုက်ချလိုက်ပါတယ်ကလွေအမြင်လာခဲ့မင်္ဂလာပါကျမရဲ့ဖက်ရှင်ပရိသတ်တွေတို့အခုကျမတို့ပြေးနေရတာကိုမြင်ကြရမလား ဘာကြောင့်ဒီလိုပြီးနေရတာလဲဆိုတော့ကျမရဲ့အယူထလုံးနဲ့ရီစားဟောက်ချက်ဖြစ်ပါတယ်။နောက်မှပါနေရဲ့လူစိုးကောင်တွေကသူ့တငယ်ချင်းတွေပါ။ကျမတို့အခုဆန်မာရီနိုရဲ့လမ်းတွေကိုဖျက်ပြီးနေရတယ်။ကျမဒီလိုရဲ့လက်ထက်ကနေလူမြောက်အောင်ပြေးနိုင်ဖို့အတွက်ပရိသတ်လေးတို့က subscribe လေးကိုနှိပ်ခဲ့ပေးပါအောင်နော်။ကျမဘုရားမှာမပြေးခဲ့ဘူးတဲ့အပြင်းမြန်နှုန်းနဲ့အတူအသက်လွတ်ပြီးတော့ပြေးနေခဲ့ပါတယ်။အရင်ရဲ့မျက်စက်လုံးတဲ့ idea တခုကြောင့်ကျမတို့ hotel တခုရဲကိုဝင်ပြေးလိုက်ပါတယ်။အနောက်ကနေအယူတွေကကျမတို့နောက်ကလိုက်လာကြတယ်။ဘာ ။ကဲမင်းကလေးတို့ဒီမှာဆိုရင်တော့လုံးကျုံပါတယ်။တဲကိုဝင်သွားကြပါ။ဒီလိုနဲ့ဟိုတယ်မှာတညတာအိတ်ဆက်ခဲ့ပြီးတော့အမိုက်အလင်က breakfast လောက်ဝယ်နေပါတယ်။ကျမဖုန်ကိုသူအားသွင်းပြီးတော့ဒီတိုင်းထားခဲ့တာပေါ့။ကျမလည်းမမေ့စီကိုစားဖို့မယ်ဆိုပြီးတော့ဖုန်းကိုပွင့်လိုက်တဲ့အချိန်မှာ channel မှာတင်ထားတဲ့ video တွေကတခုကဘတ်စကားပိန့်ကိုဖောက်ခဲ့တဲ့သူကအမိုက်အလင်ကိုရိုက်ဖြစ်နေတာကိုတွေ့လရပါတယ်။ဒါဆိုရင်ဒီလိုအခြေအနေကြီးတစ်ခုလုံးဖြစ်အောင်လို့သူပဲဖန်တီးခဲ့တာပေါ့။ကျမတို့နေရာကနီးစပ်သွားပြီဆိုတာကရောအလင်ညာကြီးပဲလား။ ငါဒီမှာခနန်းနဲ့ဆန်ဒွစ်ဝယ်လာရင်နော်ရော့ညစ်ကြိုက်မယ်လို့ထင်တယ်။နင်ကလေအမောကိုမခံနိုင်ဘူး။နင်သာနည်းနည်းလေးနောက်ကျလို့ကတော့ငါတို့ညောင်ဆိုတော့ပြည်တနာတက်နိုင်တယ်။ပါ။ငါဟုတ်လား။နင်ကသာယူနေရ။ဒီမှာဒီဗီဒီယိုကိုကြည့်လိုက်ပါဦး။ငါသိပါတယ်။နင်ဘလို့တွေးနေမလဲဆိုတာလည်းငါသိပါတယ်။အစားကတော့ကားဘိန်ကိုဖောက်ပြီးတော့ကားပြတ်သွားတဲ့အချိန်မှာအိမ်ကိုအင်းစစ်ပြန်မယ်လို့ပဲငါလည်းတွေးထားတာလေ။ဒါပေမဲ့လေးစေးကိုရောက်တဲ့အချိန်မှာတော့ငါနင်းနဲ့တကယ်လိုက်ချင်ကြပါ။တော်ပါတော့။ဒါရီအလုံးကနင့်ရဲ့အမားရဲ့ကြီးပဲလေ။ အားလုံးကနင်းကြောက်တာမဟုတ်ဘူးဆိုရင်ငါငါမိနေတူပြောပါနေရမှာအခုကျတော့ဘယ်ကမှမသိရလူစိုးကောင်တွေကလိုက်တာကိုခံနေရတယ်။လောက်ပါ clear ရဲ့ညီမရေဆိုတာကအချင်းချင်းကူညီရမယ်လေ။ညီမရေဟုတ်လား။ငါနင်းနဲ့မပတ်သက်ချင်တော့ဘူးအဲလင်။နင်ငါပြောရကြလား။ငါနင်းညီမမဟုတ်တော့ဘူး။ကျမဆမရီနိုကိုကိုပါတာကိုပဲထွက်လာခဲ့ပါတယ်။ဆမရီနိုမျိုးလေးကကျမအိမ်မက်မက်ထဲခဲ့ရတဲ့အတိုင်းပဲရန်ကိုလှပလို့ပါတယ်။ဒါပေမဲ့မျိုးကိုအာရုံစိုက်ဖို့အတွက်ကျမရဲ့စိတ်တွေကလွတ်နေပါတယ်။ ။လက်ထဲမှာလည်းပကြီကားကြီးကကင်လာတာဆိုတော့အနောက်ကိုလူစိုးကောင်တွေကဘယ်ရှင်ပြန်လိုက်လာမလဲဆိုတာလည်းမသိနိုင်ဘူး။နောက်ဆုံးပြပွဲကျင်းပရဲ့စီကိုရောက်တဲ့အချိန်မှာတော့ကျမစိတ်ထဲကစွရင်ပူပန်မှုတွေအလုံးခဏတာပြောက်ွက်သွားတာပေါ့။အဲဒီကိုရောက်တာကျမမျက်ရည်ရောဝဲသွားတယ်။တကယ်ကိုလှပလို့နေနေရပဲ။ကျမအရင်ဦးဆုံး Gregorio ရဲ့ဘကြီးကားကိုပြန်ပေးရမယ်။နောက်ထပ်တနားရီမှာပြပွဲကစတော့မှာပါ။အာဒါနဲ့ Paris မှာဘကြီးကားတစ်ချက်အခုခံလိုက်ရတဲ့ကိစ္စကိုအရှင်းသိတယ်မလား။သိပါရဲ့။ အာပြောမှာကတော့အရှိကြီးပဲဒါပေမဲ့ကျမအဲ့ဒီပကြီးကောက်တွေ့လာတယ်။ဘာ?ဝေါ့။အာအာကျွန်တော်အခုချက်ချင်းပဲသက်ဆိုင်ရလက်ထက်ကိုအပ်ပေးလိုက်ပါမယ်နော်။ပကြီးကားကိုတော့မစစ်လိုက်ပဲနဲ့ကျမဒီတိုင်းကြီးပဲတိုးကိုက်လက်ထက်ကိုအဲ့ဒီပကြီးကားထည့်ပေးလိုက်ပါရစေ။တခုခုတော့မာနီဗစ်စတာကိုခန်းစားမိတာကြောင့်ကျမလည်းသူ့နောက်ကိုပြပြချင်တော့လိုက်သွားပါရစေ။ဟာ?ဒီတစ်ခါရော Robert နဲ့သူ့လူတွေပဲလား။ Hey ဒါနေ့ပကြီးကားမဟုတ်ဘူးနော်။တော်လိုက်စမ်း။ ဒီမှာနင့်ကိုတိုက်ခတ်ပြဖို့အတွက်အလင်းရှိမနေဘူးနော်။သူမတိုက်ခတ်လဲငါတိုက်ခတ်နိုင်တယ်။ကျမသူ့ပုံကိုခုံအုပ်လိုက်ပြီးတော့မျက်နှာတွေကိုစောင့်ထိုးပြလိုက်ပါတယ်။ကြည့်လိုက်ရှော့ရှော့ရှော့။အမအလင်းတိုက်ခတ်တဲ့ပုံတွေကိုကျမမှတ်ထားတာလေ။ကျမကဒီလိုလားဆွဲလို့တော့ဘယ်ရမလဲ။သူ့ဖိနေအလုပ်ကိုစောင့်ကန်ပြလိုက်တာပေါ့။ဒါပေမဲ့သူတို့ကလူအရှဲများတော့ဆိုတော့ကျမသူ့ကိုတယောက်တည်းမထိန်းထိုင်နိုင်ခဲ့ပါဘူး။အချိန်မီလေးတည်းမဲ့အမအလင်းကရဲရီနဲ့အတူပြကန်းတဲ့ကိုရောက်ချလာခဲ့ပါတယ်။ သူပဲအဲ့လူပဲကဲအားလုံးကိုဖမ်းလိုက်ကြတော့ဟင်ညလူကောင်စုတ်ကအဲ့ညာနဲ့ပဲတန်တယ်ရဲလက်ထဲရောက်လို့ရှိရင်တေချာလေးနီတို့ရဲ့အကြောင်းဒီကိုရှင်းပြလိုက်ကြအောင်နော်ဟမ်တော်သေးတာပေါ့ကျေးဇူးတင်ပါတယ်အမအမကတကယ်တော့အမကောင်းတယောက်ပါနေပြောကြမလို့ပါဘူးငါသိပါရယ်နော်ပကြီကားကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ကျမရမ်းလွန်သွားရတယ်ဟာကြီးလို့ပြန်ပေးလို့တော့မရဘူးလေပကြီကားပုံစံကနည်းနည်းလွဲနေပြီ ဲ့ဒီအတွက်ကတော့နေ့မှတာဝန်ရှိသွားပြီမလားနေနည်းနည်းလေးပြန်ပြင်နိုင်တယ်ဆိုတော့ငါသိပါတယ်မူရင်းတိုင်းတော့ပြန်မလုံးနိုင်ခဲ့ပေမဲ့ကျမအကောင်းဆုံးပကြီကားကိုပြန်ပြင်ပေးနိုင်ခဲ့ပါတယ်ပကြီကားကိုလေးလံတင်မဲ့အချိန်ကျတော့အောက်ကကြည့်နေတဲ့သူတွေအားလုံးကတိတ်တော့စိတ်တိုင်းမကြပါဘူးဘသူကဒီပကြီကားကိုဆွဲထားလဲနော်ဒီပကြီကားကိုကြည့်ပြီးတော့ဘသူမှဝယ်ချင်းကြမှာမဟုတ်ဘူးတော်တော်ဆိုးတာပဲမဟုတ်ပါဘူးအခုကျတော့မှပို့ပြီးတော့ပကြီကားကလှသွားတယ်လို့ပဲကျွန်တော်ကတော့တန်းနေစေပြပါတယ်ဝိုး အားလုံးကအဲ့လူရဲ့လေးလံဆွဲသွားတဲ့ပမာဏကိုကြည့်ပြီးတော့အံ့အားသင့်နေပါတယ်။ရှောင်းထွက်သွားပါပြီ။ကျမဒီလိုလိုလိုက်တာကဂရီဂိုရီထက်ပိုပြီးကောင်းနေရလို့ဘသူကမြဒီလိုတွေးတာပါလဲ။ကျမအဲ့လူကိုတိချင်လိုက်တာ။လေးလံတင်ပွဲပြီးတော့ဖြီကားကိုဝဲသွားတဲ့သူကိုကျမနောက်ကနေလိုက်ရှာခဲ့ပါတယ်။ရှုပ်တရက်အန်ကယ်ချော့ရှ်နဲ့မေမေတို့ကစကားပြောနေတာကိုကျမလည်းမြင်လိုက်တယ်လေ။အမ်အမေရိကတရောက်နေရလား။သမီးကိုပေးထားတဲ့ဂရီအတိုင်းလုပ်ပေးဖို့အတွက်အဖေတို့ဒီကိုရောက်နေရပါ။ Chloe, အဖေရဲ့တင်ငယ်ချင်း Gregory နဲ့တွေ့လိုက်ပါအောင်။ Chloe, တွေ့ရတာဝမ်းသာပါရဲ့နော်။အဲရှင်ရှင်ဟာ Gregory ပြန်ချေ။ဒါဆိုကျွန်မပြင်လိုက်တဲ့ပကြီးကားကမူရင်ထပ်ပို့ပြီးကောင်းတယ်လို့ပြောကြတာရှင်လား။အစွားကလေးကအဲ့ဒီပကြီးကားကတခခုလိုအပ်နေတယ်လို့ခန်းစားနေရတာ။ဒါပေမဲ့ငါမဖြည့်ဆည်းပေးနိုင်တဲ့အရာတခုကိုမင်းကဖြည့်ဆည်းလိုက်နိုင်တယ်လေ။ကျမညီမလေးကအတိအလောက်ထိတော်တာလေဟုတ်တယ်မလား။ဟဟငါလည်းအဲ့လိုပဲထင်ပါရဲ့ စကားမဆက်ငါတို့နှစ်ယောက်အတူတူလှုပ်တယ်လို့လို့ရမလားဒီလိုဆိုရင်တော့ကျမနဲ့ကျမအမအတွက်အဖေနဲ့မိကကိုယူနေတော့မှာပဲကျမရဲ့ခီးစဉ်ကအဆိုးအဆုံသောခီးစဉ်ဖြစ်ခဲ့ပေမဲ့ကျမဘုရားကတော့အကောင်းဆုံးသောအတွေ့အကြုံတစ်ခုဖြစ်လာခဲ့ပါတယ်ဇလလီကတော့ဒီလောက်ပါပဲနော်နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်တာယာအေဂျင့်နဲ့နေရလီတွေကိုပိုင်စနေချပါစီရှင်